အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့ CX တွေရဲ့ကို stable coin နဲ့အဝင်ချန်နေဆိုတဲ့သတင်းနဲ့အတူခေပြကြည်ထဲမှာ crypto bro တွေတိုးတိုးသိသိနေဖို့လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ CEX တဲ့ကို stable coin နဲ့အဝင်ကျန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Crypto ဈေးကွက်အတွက်အရေးပါတဲ့ data တွေထွက်တဲ့အချိန်တွေမှာဈေးကွက်အလောက်ခက်တွေကျန်းတဲ့တာကိုအတန်းအသင့်သတိထားမိကြမှာပါ။အထူးသဖြင့် American Bull Run ဥက္ကဋ္ဌ Jerome Powell ရဲ့အတုံးလုံးဆိုင်ရာဆုံးဖြတ်ချက်တွေပြောတဲ့အချိန်တွေမှာအလို့အခက်အတော်ကျန်တတ်ပါတယ်။ဒီလိုအချိန်တွေမှာအကြဆောင်ပြီးဝယ်ခြင်းသူတွေရောဥသက်ဆောင်ပြီးရောင်းခြင်းသူတွေပါရင်ခုန်ကြတယ်လို့ တတကြကြဖြူချလုံးမယ်ဆိုတဲ့သူတွေလည်းအငြိမ်မနေနိုင်ကြတဲ့အချိန်မှာဒီလိုအချိန်တွေမှာအချိန်တွေတဲ့ကိုငွေဝင်နှုန်းကလည်းကျန်းလေးရှိပြီးအထူးသဖြင့်အပြင် wallet တွေထဲမှာခြင်ထားတဲ့ငွေတွေကိုအချိန်တွေထဲထည့်ပြီး trade လုပ်ဖို့အတွက်ဖြစ်ပါတယ်။ဒီလိုဖြစ်ရမျိုးကိုပြီးခဲ့တဲ့ဘဝဘဏ်အတုံးလုံးကြီးညာချက်မတိုင်ခင်မှာထင်းထင်းရှားရှားတွေ့ခဲ့ရပြီးတော့ finance တွေကိုဒေါ်လာ2.1 billion ကျော်ဖို့အထိ stable coin တွေဝင်လာခဲ့ပြီး CX တွေအားလုံးတွေကို stable coin ဝင်နှုန်းဟာဒေါ်လာ7.6 billion အထိရှိခဲ့ပါတယ်။ finance ပေါ်က data တွေနဲ့ပြင်ရှင်းကြည့်မယ်ဆိုရင်ပဲ deposit လုပ်တဲ့ transaction တကြောင်ဟာပြန်များဒေါ်လာ2သိန်း1400အထိရှိပြီးဒါဟာပုံမှန်ပမာဏတွေထက်အတော်လေးများနေပြီးတော့အစိုးရထုတ်ပြန်တဲ့ data တွေဟာဈေးကွက်ပေါ်ဘယ်လောက်ထိလွှမ်းမိုးမှုရှိစေတယ်ဆိုတာထင်ရှားစေပါတယ်။ ဘောဘန်ဘက်ကနေအဒေါနုံ25 visit point ရှင်းချကြောင်းကြေညာခဲ့ပြီးနောက်မှာတော့ CX တွေအပေါ် transition ball လုံးတွေထောင်တက်ခဲ့ပြီးဒီအချက်ကလုပ်ငန်းစုကြီးတွေလက်ကြီးသမားဝေးတွေနဲ့ဒါမှမဟုတ် trader တွေဟာဒီငွေအလွှဲပြောင်းတွေရဲ့နောက်ွယ်ကအဓိကလှုပ်ရှားသူတွေဖြစ်ကြောင်းသတိခံနေပါတယ်ဒါကြောင့်ဒီလိုမျိုး data တွေထွက်ဖို့ရှိကြောင်းကြေညာထားချိန်တွေမှာဆိုရင် trade အဝင် trade တွေကိုတတိထားသိမြည်ဒီလိုအချိန်အတော်တွေမှာအတက်ကျန်းအကြကျန်းတဲ့တဲ့သဘာဝကိုတည်ထားဖို့အရေးကြီးပါတယ်။ နောက်တဲ့သတင်းတွေပေါ်အနေနဲ့ခေပြကြီးထဲမှာခရစ်တိုဘရိုတွေတိုးတိုးတိတ်တိတ်နေဖို့လို့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ American ပြည်ထောင်စုမီနီဆိုတာပြည်နယ်မှာဒေါ်လာ8 million ဘောခရစ်တိုခိုးယူခဲ့တဲ့ညီကို၂ယောက်လက်နက်ကင်ပြမေးဆွဲမှုနဲ့တရားစွဲခံထားရပါတယ်။အသက်23နှစ်အရွယ် Raymond Garcia နဲ့24နှစ်အရွယ် Asia Anglo Garcia တို့ဟာမီနီဆိုတာပြည်နယ် Grand မြို့မှာစက်တဘာလ19ရက်နေ့ကအမျိုးသားတအူသူ့ရဲ့ဖခင်နဲ့မိခင်တို့ကိုတစားကန်အဖြစ်9နိုင်ကြာပြန်ပေးဆွဲထားခဲ့ပြီး ဒေါ်လာ8 million ဘို cryptocurrency တွေနဲ့ပြန်ရွေးဖို့တောင်းဆိုခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ဒဇာကန်တွေကိုလည်းကဲနိုင်ခဲ့တယ်လို့ဒီညီကိုနေရာကိုလည်းဖန်ဆီးနိုင်ခဲ့ပါတယ်။2024ခုနှစ်လောက်ကစလို့ crypto နဲ့ပတ်သက်တဲ့ပြန်ပြီးဆွေးမှုတွေအများအပြားရှိခဲ့ပါတယ်။နယူးယောက်မြို့မှာဆိုရင်လည်းအသက်28နှစ်အရွယ်အီတလီနိုင်ငံသားတယောက်ဟာရတဲ့တစ်ဖက်ပေါင်းများစွာဖန်ဆီးရိုင်းနှီးနှိပ်စက်ပြီး crypto wallet ကိုတောင်းယူခံခဲ့ရပါတယ်။ Las Vegas မှာဆိုရင်လည်းစောကျော်တဲ့နှစ်ဦးကအမျိုးသားတအူးကိုပြန်ပေးဆွဲ ဝနီနာကတဲကန်နိုင်ရတဲ့ကိုတနအီကြာခေါ်သွားခဲ့ပြီးဒေါ်လာ4မီလီယံဘောခရစ်တိုတွေကိုခိုးယူခဲ့ပါတယ်။အခုဆိုရင်လည်းအေဇီးယားဂါစီယာဟာဒဇာကန်တွေထဲကဖခင်ဖြစ်သူကိုသူ့ရဲ့ခရစ်တိုအကောင့်တွေထဲကိုဝင်ခိုင်းပြီးရေမွန်ဂါစီယာပေးထားတဲ့ခရစ်တိုဝေါ်လက်ထဲကိုငွေတွေလွှဲခိုင်းခဲ့တာဖြစ်တယ်လို့တခြားနေရာမှာရှိနေတဲ့ဟက်ဝဲဝေါ်လက်ကိုပါတကူတကသွားယူခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့သွားယူနေတဲ့အချိန်မှာပဲဒဇာကန်တွေကရဲကိုဖုံးစံနိုင်ခဲ့ပြီးတရားခံတွေကိုခြေရခံဖန်ဆီးနိုင်ခဲ့ပါတယ်။ ဒီလိုခရစ်တိုနဲ့ပတ်သက်လို့ပြင်ပေးဆွဲတဲ့ကိစ္စမျိုးတွေဟာတခြားလေးတာစောင့်ကြည့်ပြီးမှအကွက်ချစီစဉ်ကြတာမျိုးကိုတွေ့ရပြီးအထူးသဖြင့်ခရစ်တိုနဲ့ပတ်သက်လို့လူတီများထင်ရှားသူတွေကိုပြင်မှတ်ထားလေးရှိကြပါတယ်။ဒါကြောင့်ခရစ်တိုလုံနေတဲ့ဆိုရင်တိုးတိုးသိသိနေတင်ပြီးမြန်မာလိုမိမဲ့တိုင်းပြည်မှာဆိုရင်ပို့ပြီးတော့တော့တိုးတိုးသိသိနေတင်ပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်နေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။